အခုလဲဒီသဘက်တာကာလာတဲမှာခုနှစ်အတိုင်းမှာတွေ့ကြမဲ့ကံဒီမာတွေဆောင်းရံတွေကိုဟောကြားပေးမှာဖြစ်ပါတယ်။ဒီလိုကတနင်္ဂနွေသားသမီးတွေအတွက်ဟောကြားပေးမှာပါ။ဟောကြားအစီအစဉ်လေးမစတင်ခင်မှာအရင်ဆုံးကျွန်တော်ရဲ့မိတ်ဆွေပေးသက်တွေကိုပြောပြချင်တာကကျောင်းဒီမှာပေးနေမြင်းမြန်းချင်တာတွေအစီအရာတွေပြုလုပ်ချင်တာတွေဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်396 26 3 4 3ယူရဲ့4လုံး3333 3ညာ3 2634လုံး1033ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber မှာဆက်သွယ်မြန်မြန်ဆုံးရနိုင်ပါတယ် Viber မှာစာရေးပြီးတော့မိမိတို့အနေနဲ့တနစ်စာဟောစံတွေမြန်မြန်ကျင်တာမျိုးတွေတချို့ကြတော့အစီအရေတွေပြုလုပ်ကျင်တာပေါ့တချို့တော့ရချေးရေးအတွက်အိမ်တော်ရေးအတွက်စီးပွားရေးအတွက်အလုပ်ကိုင်းအတွက်နော်အိမ်ရောက်ထွက်ဖို့ကားရောက်ထွက်ဖို့စတဲ့အစီအရေတွေတွေလည်းအဲ့ဒီကျွန်တော်ရဲ့ဖုန်းနံပါတ်3962634လုံး1033ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber မှာလာရောက်ဆက်သွယ်မြန်မြန်ဆုံးရနိုင်ပါတယ် တတော်ရဲ့ message box ကစာပို့တာတွေသူတို့ message box ကစာပို့တာမျိုးတွေအကြတော့ကျွန်တော်ဝင်မကြည့်ဖြစ်လို့ပါအဲ့ဒီအတွက်ကျွန်တော်ရဲ့ဖုန်းနံပါတ်39926340လုံး100ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber ကနေဆက်သွယ်မေးမြန်းဆုံးနိုင်ပါတယ်အရင်ဦးဆုံးအနေနဲ့တမင်းငယ်တာသမီတွေရဲ့ကံကြမ္မာကိုဟောကြားပေးခြင်းပါတယ် တင်းငွေသားသမီးတွေနဲ့ဒီကဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကစတားလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်စတားလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တင်းငွေသားသမီးတွေနဲ့ဒီကဘက်တာကာလာထဲမှာမိမိလောက်ကင်သမ ्या ကိစ္စအဝဝကအောင်မြင်ရင်းအသီးပွင့်နေခံစားနေရတယ်နမိတ်ပုံရဆိုရင်မိမိရဲ့နောက်ခံမှာကျေပွင့်လေးတွေဟာလုံးဝကိုနင်းလက်နေတဲ့အကြောင်းတွေထွက်နေတဲ့ပြုတ်ပြက်နေတယ်အဲ့တော့ကိုလုံးမဲ့အရာကိုကိုကိုနောက်ကနေပြီးတော့ထောက်ပံ့နေတဲ့အရာတွေပံ့ပိုးနေတဲ့အရာတွေ ောက်ပံ့ပံ့ပိုးမဲ့သူမျိုးတွေပေါ်နေတတ်တယ်မိတ်ဆွေကောင်းတွေရရှိတတ်တယ်ဒီတစ်ပတ်ကကာလာထဲမှာတရင်းရဲ့သားသမီးတွေဒီနဲ့တခုပဲသတိပြုရမယ့်ကိစ္စကကိုရှာကိုဖြုံးဆိုတဲ့ကိစ္စမျိုးတွေကိုတော့သတိပြုရမယ့်ကာလပါပဲဒီကာလာထဲမှာကိုရှာသမီးကိစ္စတွေကကိုပြန်ပြီးတော့သုံးဆွဲဖို့အကြောင်းတရားတွေပေါ်လာတတ်တယ် ကိုကဝယ်ကျင်တာတွေချမ်းကျင်တာတွေအဲ့လိုမျိုးရတယ်ပေါ်များနေတတ်တယ်ကိုယ့်ရဲ့မျက်စိရှိမှနေလက်တကမ်းမှနေဝယ်စရာချမ်းစရာတွေတွေ့နေတတ်တယ်အဲ့ဒီအတွက်ငွေကြေးပြန်ပြီးတော့ကုန်ကြတာမျိုးသုံးဆွဲဖြစ်တာမျိုးတွေဖြစ်ပေါ်ရှိပါတယ်အဓိကကဒီတစ်ပတ်တာကာလထဲမှာတနည်းငယ်သားသမီးတွေအနေနဲ့ကမိမိအနေနဲ့လုပ်ငန်းဆောင်တာတွေအောင်မြင်မယ်ကြီးပွားမယ်ကိုယ့်ရဲ့လုပ်ငန်းကိုင်ငန်းတွေကိုထောက်ပံ့မယ်သူတွေမိတ်ဆွေကောင်းတွေရရှိဖို့ရှိတဲ့ကာလဖြစ်ပါတယ်ပြီးတော့တနည်းငယ်သားသမီးတွေနဲ့ဆွေမျိုးမိဘမောင်နှွားတွေနဲ့အရင်က အဆင်မပြေဖြစ်နေတာမျိုးတွေရပ်ဝေးကနေပြီးတော့ရောက်ရှိနေတဲ့ပြတင်းမကြားဖြစ်နေတဲ့အရာမျိုးတွေအဲ့ဒီလိုလူမျိုးတွေဆိုရင်ဒီတစ်ပတ်တာကာလထဲမှာရပ်ဝေးကသတင်းကောင်းတွေကြားဖို့ရှိတယ်လို့အဆင်မပြေဖြစ်နေတဲ့တင်းတွေတောင်းပြီးရဆိုရင်စုမျိုးသားချင်းတွေနဲ့အဆင်ပြေလာလိမ့်မယ်ဒီကာလထဲမှာပြောနေတဲ့အောင်ဒီလိုမမနဲ့တွေ့တွေ့ဖြစ်မဲ့ကာလလို့ပြောလို့ရပါတယ်ပြတင်းတွေတောင်းပြီးတွေနဲ့နိုင်ငံအခြားတောင်းမယ်လို့ကြံရတဲ့သူမျိုးတွေနိုင်ငံအခြားမှာကျောင်းပညာတော်တင်တော်ရောက်တင်ကြမဲ့သူမျိုးတွေအနေနဲ့ဒီကာလထဲမှာလုံဆောင်မှုတွေကို ခက်ခနာစဉ်းစားကြည့်ကြည့်ပြီးတော့မှလှုပ်ဆောင်တဲ့ကာလာပါလောဒကြီးမဆုံးဖြတ်ဖို့ဒိုတဲ့ကာလာတို့အကြံဉာဏ်ပေးကြပါတယ်ပြီးတော့တနည်းရေတာမီးရေနဲ့ဒီဘက်တာကာလာထဲမှာငွေချင်းနဲ့ပတ်သက်ရင်ငွေအဝင်ကောင်းတယ်လို့ရှိမှပြောကြတယ်တို့ထွက်ဖို့ရှိနေတဲ့ကာလာဖြစ်လို့ပြီးတော့နည်းနည်းဒီပြုပြီးတော့ပြောပါတယ်ဒီမျိုးရဲ့နောက်ဆက်အတိုက်ခံဆိုတဲ့အရာမျိုးတွေတော့မရှိပါဘူးဒီကာလာတက်မှာကိုကိုထောက်ပံ့မဲ့ဒီမျိုးတွေပဲရှိတဲ့ကာလာဖြစ်တဲ့အတွက်ကိုကိုအရင်က မလိုတာမျိုးကြည့်ရတာမျိုးသူတို့အဲ့ဒီလိုလူမျိုးတွေတော့မှဒီကာလာဓမ္မကိုယ်ကိုကြည့်ရတော့ပါလိမ့်မယ်ပြီးတော့တင်းငွေသားမိငယ်ရွယ်သူတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီကာလာဟာစစ်သူအဖြစ်ပြောင်းလဲတာမျိုးအခြေရင်းမှာဟိုအခြေအနေတစ်ခုကိုနောက်တစ်ဆင့်တလန်းတော့ဖို့ကြံရည်မိတာမျိုးအခြေအနေတစ်ခုကိုနောက်တစ်ဆင့်တလန်းတော့ဖို့ကြံရည်မိရဲ့ဆိုတာကကိုကအခုလက်ရှိစစ်သူဘဝအဲ့ဒီကနေပြီးတော့လာမဲ့ငါတို့ဘယ်လောက်ကြာရင်တော့တစ်ခက်ကြာရအောင်ငါတို့အိမ်အောင်ပြုအောင်နော် အဲ့ဒီလိုမျိုးအနေအထားမျိုးတွေကိုတစ်ဆင့်ပြောင်းလဲဖို့စဉ်းစားတိုင်ပင်ဖြစ်တတ်တဲ့ကာလပါပဲအဲ့ဒီလိုမျိုးစဉ်းစားတိုင်ပင်တာမျိုးတွေမရှိတဲ့သူမျိုးတွေနဲ့ဒီကာလမှာအခြေအသက်တွေတွေ့တဲ့တဲ့ပြီးတော့အချစ်သူပြောင်းလဲတာမျိုးလက်ရှိချစ်သူနဲ့ပြတ်ဆဲပြီးတော့မှနောက်တဲ့ချစ်သူထားမိတာမျိုးတွေဖြစ်ဖို့လည်းရှိတဲ့ကာလပါပဲအိမ်ကောင်းတဲ့တွေတင်းငွေတောက်ပြီးတဲ့အနေနဲ့တော့ဒီဘက်ကကာလတွေမှာအိမ်ကောင်းရေးမှာပြောရင်တော့တဝင်းတိုးစရာကိစ္စရေပေါ်ပေါက်ပြီးတော့အများအားဖြင့်တစ်ချက်ချက်ပြဿနာဖြစ်နေဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်သတိပြုဖို့လိုအပ်ပါတယ် ထီထိုးမယ်ဆိုရင်တော့တနည်းငယ်သားသမီးတွေအနေနဲ့ခွန်နဲ့လေးကိုပေါအောင်ထိုးပေးပါရေရာအနေနဲ့ကတော့ဒီဘက်တာကာလာထဲမှာတနည်းငယ်သားသမီးတွေအနေနဲ့ကိုယ့်ရဲ့အိမ်အနီးနားမှာရှိတဲ့ဖျားတဆူဆူကိုတွားပြီးတော့မိမိရဲ့မွေးနံတနည်းငယ်တော့မှာရေတက်စေလောင်းလို့ပြန်တန်းပေးပါအဲ့ဒီတော့ပြရမယ်ဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရတာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးတော့တာကတနည်းငယ်သားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ ပင်လာသမီးရေနဲ့ဒီဘက်ကကာလာထဲမှာကြီးစိုးနေတဲ့အာယောနမိတ်ကတ္တကချဲရလို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေပါတယ်။ချဲရလို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေတာဖြစ်တဲ့အတွက်ပင်လာသမီးရေနဲ့ဒီကာလဟာကိုရည်ရထားတဲ့အရာတွေ၊ရည်မှန်းထားတဲ့အရာတွေ၊ကိုမျော်လင့်ထားတဲ့အရာတိုင်းကိုရဲရဲတင်းတင်းပုံပေါ်ဖို့အရေးကြီးတဲ့ကာလ။ဒီကာလထဲမှာမိမိကရည်ရထားတဲ့အရာတွေကိုတွန့်ဆုတ်တာမျိုးတွေ၊နှံ့နေတာမျိုးတွေအဲ့ဒါမျိုးတွေကိုလုံးဝလုပ်လို့မရတဲ့ကာလ။ဒီကာလထဲမှာအဓိကကတမင်းလာသမီးရေအနေနဲ့ ရဲရဲတင်းတင်းဆုံးဖြတ်လုပ်တဲ့ဘောကအရေးကြီးဆုံးလို့ပြောလို့ရတဲ့ကာလဖြစ်ပါတယ်။ပြီးတော့တင်းလာသွားပြီးဝန်ထမ်းတွေအခြေခံပြောင်းသွားရင်လည်းဒီလိုတာကာလထဲမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာကနေပြီးတော့အပြောင်းအလဲတွေယာတုပိုင်းဆိုင်ရာတွေမဌာနပြောင်းလဲတာမျိုးတွေအဲ့ဒီမျိုးအပြောင်းအလဲတွေပေါ်ပေါက်ဖို့ရှိတယ်။ဒါပေမဲ့အဲ့ဒီအပြောင်းအလဲတွေအကုန်လုံးကခက်ခဲတယ်လို့ထင်ရပေမဲ့မိမိကရည်ရှိမှကောင်းကျိုးဖြစ်မဲ့အပြောင်းအလဲမျိုးတွေဖြစ်ပါတယ်။ပြီးတော့ တခါတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့လောက်ကန်ဆောင်ရွက်ခြင်းနဲ့တူရဲအနေနဲ့ဒီလိုတာကာလဟာကိုလောက်ကန်တဲ့အရာတွေရှိမှပြောခဲ့တယ်လို့ရဲရဲတင်းတင်းနဲ့ဆုတ်ပြတ်လောက်ကန်မှုကအရေးကြီးတဲ့ကာလဖြစ်ပါတယ်ဒီကာလမှာအရန်ကိုချင်းချင်းနေတာမျိုးရေနှောင်းနေနေတာတွေဆုံးမချက်ကိုချက်ချင်းမချဖြစ်တာမျိုးတွေကအခွင့်အလမ်းကောင်းနေနဲ့လက်လို့တော့ဝရှိတဲ့ကာလပါပဲပြီးတော့တင်းရတာကြီးအနေနဲ့လူမှုရေးအတိုက်အခံတွေဒီကာလမှာနည်းနည်းလေးများနေဖို့ရှိတယ်ကိုယ့်ရဲ့လောက်ဆောင်တဲ့အရာတွေကိုမလိုတာမျိုးမကြည်တာမျိုး ကြည့်မရတာမျိုးအဲ့ဒီလိုအရာမျိုးတွေနဲ့တက်ခတ်တဲ့အရာမျိုးတွေကတော့မကြာခဏဖြစ်နေဖို့ရှိတဲ့ကာလဖြစ်ပါတယ်။ဒါပေမဲ့အရာအလုံးကသူ့အတွက်အဆင်ပြေဆုံးမသွားပါလိမ့်မယ်။မက်ပြီးတော့ပါလိမ့်မယ်။ပြီးတော့တင်းနာသားသမီးရဲ့အနေနဲ့ဒီဘက်ကတော့ကာလထဲမှာငွေချင်းနဲ့ပတ်သက်ရင်ငွေကဝင်ဖို့လည်းရှိတယ်လို့ဒီကာလထဲမှာကိုကကိုတိုင်းတော်၎င်းကိုယ့်ရဲ့မိစေအပေါင်းအသင်းတော်၎င်း ကျမရဲ့ကိစ္စမျိုးကိုအကြောင်းပြပြီးတော့ငွေဖက်ဖို့လည်းရှိပါတယ်။ဒါပေမဲ့အဲ့ဒီဖက်ခြင်းကကိုကပူမြဲရရတော့ဖက်တဲ့ဖက်ခြင်းတွေဖြစ်ဖို့ရှိပါတယ်။ပြီးတော့တင်ရတော်မူတဲ့အနေနဲ့ဒီတော့တာကာလာထဲမှာကျမကြီးနဲ့ပတ်သက်ကြီးစရာမှာခါနာရာမျိုးခါနဲ့ပတ်သက်တဲ့ဝိညာဉ်တွေကြီးစရာမျိုးကိုလိုအပ်ပါတယ်။ငွေရူတင်ရတော်မူတဲ့အနေနဲ့အချင်းရင်းနဲ့ပတ်သက်ရင်ဒီတော့တာကာလာထဲမှာကိုချစ်နဲ့ကိုနဲ့အရန်ကိုပျော်ရွှင်နေလိမ့်မယ်။အရန်ကိုတာရတဲ့ညာကြီးမျိုးဖြစ်နေလိမ့်မယ်။ဒီကာလာထဲမှာအရင်နဲ့မတူဘဲနဲ့ပျော်ဝဲရှင်ပွဲတွေ ပြည်စီရာကိစ္စတွေကိုအများဆုံးလုံဆောင်ဖြစ်မဲ့ကာလလို့ပြောလို့ရပါတယ်။ပြီးတော့အိမ်ဆောင်တဲ့တင်းနာအကောင်းကြီးတွေဆိုရင်လည်းမထင်မှတ်ထားပဲနဲ့ခီးဖက်ဖြစ်တာမျိုးတွေပြောစရာရှင်းပြရာကိစ္စတွေပြောရမယ့်အကြောင်းတရားတွေပေါ်လာဖို့ရှိတဲ့ကာလအထူးကပြောမယ့်ကာလကဘယ်ဟာကိုအကြောင်းပြအလုတ်တန်ရောအကြောင်းပြုပြီးတော့ခီးတွေတော့တဲ့ကာလဖြစ်ပါတယ်။အဲ့ဒီခီးကလည်းအလုံးနဲ့ပတ်သက်တဲ့ခီးဆိုရင်လည်းပြောမယ့်ခီးမျိုးဖြစ်ပါလိမ့်မယ်။ထီထွေးမယ်ဆိုရင်တော့တင်းနာအကောင်းကြီးတွေနဲ့ခွန်နဲ့ တုံးကိုပေါအောင်ထိုးပေးပါရေဒီယာအနေနဲ့ကတော့နှက်လှုပ်ပေးတာမျိုးနှက်အစာကျေးတာမျိုးတမျိုးမျိုးကိုပြုလုပ်ပြီးတော့မိမိတို့ရဲ့လိုအင်ဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေကရရှိဖို့မှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးတော့တာကတော့တင်းလာသာသမီတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာအဲမိတ်ဆွေတွေအနေနဲ့39263လုံးကိတုံညာ3ဆိုတော့ဖုန်းနံပါတ်ရဲ့ဘိုက်ဘာမှာလာရောက်ဆက်သွယ်နိုင်ပါတယ်ဗျာအဲ့တော့ ်တင်သာသာသမီတွေအတွက်တပတ်တာပြည့်စုံတဲ့ကံမှာကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်ငါသတိရနေတဲ့ဒီဝဒကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကတ္တကသဝေါ်လို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေပါတယ်။သဝေါ်လို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေတာဖြစ်တဲ့အတွက်ငါသတိရနေဒီကာလာဟာပန်းခင်းတဲ့လမ်းလို့တော့သင်စားလို့ရတယ်။ဒီကာလာထဲမှာမိမိလှုပ်ချင်တဲ့အရာတွေဖြစ်ချင်တဲ့အရာတွေကိုလှုပ်ချင်တာတွေ ကိုရည်ရထားတဲ့အရာတွေကိုအများဆုံးအကောင့်ထဲပေါ်တင်တယ်အများဆုံးလုတ်ဆောင်တင်တယ်ဒီကလာထဲမှာအများဆုံးမိမိဘက်ကနေပြီးတော့စတင်တင်တဲ့ကလာအဓိကကဒီကလာထဲမှာကိုကစီလုံးချတော့မဖြစ်ဖို့ပဲအရေးကြီးပါတယ်ကိုစတင်တဲ့အရာတွေဖြစ်နေတဲ့အရာတွေအများဆုံးစတင်လိုက်တာနဲ့ဖြစ်ဖို့လက်တကမ်းမှာရှိနေတယ်ဖြစ်ဖို့ကိုကိုတန်းကျိုးနေတဲ့ကလာပါပဲပြီးတော့အင်္ဂါတိုင်းဒီ ဝင်ငန်းတွေအခြေခံလူဝန်းစားတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာလုပ်ငန်းပိုင်းဆိုင်ရာယာဓုနဲ့ပတ်သက်ပြီးတော့မျှော်လင့်နေတဲ့သူမျိုးတွေဆိုရင်ယာဓုတွေတိုးရောက်ဖို့ရှိတယ်။ပြီးတော့အလုပ်မှာနေရာကောင်းဌာနကောင်းတွေကိုကင်တွယ်ရဖို့ရှိတယ်။ဝင်ငွေကောင်းမဲ့လမ်းပေါက်တွေပွင့်လာဖို့ရှိတဲ့ကာလဖြစ်ပါတယ်။ပြီးတော့စီးပွားရေးလုပ်ကင်နေတဲ့သူတွေအနေနဲ့ကိုယ်ပိုင်စီးပွားရေးတွေအများန်ဆုံးတိုးချဲ့တဲ့နဲ့မိမိရဲ့ဒီလိုထားတဲ့အရာတွေလုပ်ငန်းတွေတိုးချဲ့မယ်လို့ကြံရတာမျိုးကိုအများဆုံးတိုးချဲ့တဲ့ပေါ့ဆောင်တဲ့ကာလလို့ပြောလို့ရပါတယ်။ပြီးတော့ အင်္ဂါသတိရည်နဲ့ဒီဘက်ကကလည်းထူးခြားတဲ့အရာကလက်ဆောင်ပစ္စည်းရတယ်။အဲ့ဒီလက်ဆောင်ပစ္စည်းကကိုယ်ကိုချစ်ခင်လို့ကိုယ်မိစေအပေါင်းတွေကနေပေးတဲ့လက်ဆောင်ပစ္စည်းမျိုးတွေဖြစ်ဖို့ရှိပါတယ်။မထင်မှတ်ထားပဲနဲ့ရရှိတဲ့လက်ဆောင်ပစ္စည်းမျိုးတွေဖြစ်ပါလိမ့်မယ်။ပြီးတော့အင်္ဂါသတိရည်နဲ့ဒီဘက်ကလည်းငွေကြေးနဲ့ပတ်သက်ရင်ငွေဝင်ကောင်းဖို့ရှိတဲ့ကာလပြီးတော့ငွေဝင်ကောင်းလို့အဲ့ဒီဝင်လာတဲ့ငွေရတယ်လက်ထက်မှာမြဲမြံဖို့ရှိတဲ့ကာလဖြစ်နိုင်မယ်ဆိုရင်အဲ့ဒီဝင်လာတဲ့ငွေကြေးကိုပစ္စည်းတစ်ခုခုပြောင်းလဲထား အဲ့ဒါကတော့အင်္ဂါတောင်းကြီးရဲ့ဒီကလာထဲမှာအကောင်းဆုံးလှုပ်ဆောင်တဲ့အရာဖြစ်ပါတယ်။ပြီးတော့အင်္ဂါတောင်းကြီးရဲ့လူမှုရေးအတိုက်ခံတဲ့ပတ်သက်ရင်ဒီကလာထဲမှာအတိုက်ခံမရှိပါဘူး။ကိုယ့်ကိုအရန်ကိုချစ်ခင်နေတာမျိုးမျက်နှာမြင်တာနဲ့ကိုယ့်ကိုချစ်ခင်တဲ့ကလာလို့ပြောလို့ရပါတယ်။ဒီကလာဟာကိုယ့်အတွက်ဘုံဝကိုပန်းခင်းတဲ့လမ်းလို့ရှင်းမှတင်စားထားသလိုကိုယ့်ရဲ့အရာရာကိုပြန်နေမယ်၊ကြည်နေမယ်၊မြင်ရတာလက်ပါနေမယ်ကလာလည်းဖြစ်ပါတယ်။ ကျမိုင်းနဲ့ပတ်သက်ရင်အင်္ဂါသောင်းကြီးတွေအနေနဲ့အေးပတ်တဲ့ဝေငါတို့အေးမိတာမျိုးအဲ့ဒါလေးတော့ခင်းဆက်ဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူအင်္ဂါသောင်းကြီးတွေအနေနဲ့အချိန်ရင်းနဲ့ပတ်သက်ရင်ဒီကလာထဲမှာကိုယ့်ချစ်မှုနဲ့ကိုယ်နဲ့အဆက်အသွယ်အနည်းငယ်ဖြတ်တောက်ဖို့ရှိတယ်။ဒါနဲ့အဲ့ဒါကဖြတ်တာခဏပါပဲပြီးတော့ပြန်ပြီးတော့ဆက်သွယ်ဖို့ရရှိပါလိမ့်မယ်။အချိန်နဲ့ပတ်သက်ရင်အဆက်အသွယ်ပြတ်တောက်တာကိုအကြောင်းပြုပြီးတော့ပြဿနာတွေကြီးမားမားမလုံးမိဖို့ပဲခင်းဆက်ဖို့လိုအပ်ပါတယ်။ အိမ်ဆောင်တဲ့အင်္ဂါသားမီးရဲ့အနေနဲ့ဒီဘက်တာကလာတဲ့မှာငွေအထွက်များပြီးတော့အိမ်ဆောင်ရေးမှာအဲ့ဒီငွေကြေးကိုအကြောင်းပြုပြီးစကားအနေနဲ့များဖို့ရှိပါတယ်ဒါပေမဲ့ကြီးမားတဲ့ပြဿနာမျိုးဖြစ်ပေါ်မရှိပါဘူးပြန်ပြီးတော့အဆင်ပြေပါလိမ့်မယ်ပြီးတော့အိမ်ဆောင်တွေအနေနဲ့ပြောပြရာခီးတစ်ခုလည်းတော့အဖို့ရှိပါတယ်ခီးထုံးမယ်ဆိုရင်တော့အင်္ဂါသားမီးတွေနဲ့အိုးနဲ့နှစ်ကိုပေါအောင်ထိုးပေးပါရေရရာအနေနဲ့ကတော့ခွေးအစာပြေးပြီးတော့မိမိရဲ့ဒေါ်ရင်သနာတွေကိုလေးလေးနက်နက်တောင်းစုပြုလို့ရပါ ဒါဆိုရင်ကိုယ့်စီကိုကောင်းတော့ကံရရတာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးတော့လာကအင်္ဂါသာသမိတွေအတွက်ဖြစ်ပါတယ်ဗျာအဲ့တော့ဘုရုသာသမိတွေရဲ့တပတ်တာတည်ကြွမဲ့ကံကြီးမှာကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်ဘုရုသာသမိတွေနဲ့ဒီတပတ်တာကာလာထဲမှာကြီးစိုးနေတဲ့အာယောနမိတ်ကတ္တကပုတ်လို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေပါတယ် ုံးလို့ခေါ်တဲ့နမိတ်ကပြားကြီးစွနေတာဖြစ်တဲ့အတွက်ဘုရုဥသာသမီတွေနဲ့ဒီတစ်ပတ်တာကာလအထက်မှာကိုယ့်ရဲ့ကိစ္စတော်တော်များများလှုပ်ဆောင်ရတဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေဆက်သွယ်ရတဲ့ပတ်ဝန်းကျင်တွေမိတ်ဆွေတွေအရာအားလုံးနဲ့ပတ်သက်ရင်စိတ်အေးချမ်းရတဲ့ကာလဒီကာလထဲမှာစိတ်နှလုံးအေးချမ်းနေရမယ်မိမိတို့အနေနဲ့ကိုယ့်အနေနဲ့အရင်ဖြစ်မြောက်တဲ့ငွေကြေးတွေအရင်ဝင်တယ် အဲ့လိုမျိုးမဟုတ်ရင်တော့မှစိတ်အေးချမ်းရနဲ့ဖြတ်တန်းရတဲ့ကာလလို့ပြောလို့ရပါတယ်ဒီကာလထဲမှာဗုဒ္ဓဦးသားသမီးတွေနဲ့စိတ်နှလုံးအေးချမ်းရတဲ့ကာလဖြစ်တဲ့အတွက်ကို့လုံးတည်းမြကိုင်နေတဲ့ကိစ္စအဝဝဟာအရာအားလုံးဟာပူပူလောင်နဲ့မဖြတ်တန်းရဘဲနဲ့အေးချမ်းရနဲ့ဖြတ်တန်းရမယ့်ကာလဖြစ်ပါတယ်ပြီးတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အဓိကလှုပ်ဆောင်တဲ့ကာလလို့ပြောလို့ရပါတယ်ဝန်ထမ်းတွေအခြေခံလူအန်းစားတွေဆိုရင်မထင်မှတ်ထားဘဲနဲ့အလှူတစ်ခုကိုလှုပ်ဆောင်ဖြစ်တာမျိုးတွေပူပေါင်းပြီးတော့လှူဒန်းဖြစ်တာမျိုးတွေပြီးတော့တဲ့အခါကျတော့ လုပ်ငန်းပိုင်းဆိုင်ရာမှာဆိုရင်လည်းအထက်လူကြီးတွေကနေပြီးတော့ဒီကာလာထဲမှာကိုယ့်ကိုအရန်ကိုနင်းနေတာပေးခြင်းခံရတာမျိုးတွေအလောက်ကန်ခွင်လန်းကောင်းတွေကိုခိုင်းစေခြင်းခံရတာမျိုးတွေဖြစ်ဖို့ရှိတဲ့ကာလာပါကိုပိုင်စည်းဝေးလောက်ကန်တဲ့သူတွေအနေနဲ့ကတော့ဒီတစ်ပတ်တာကာလာထဲမှာအစိုးရပိုင်းဆိုင်ရာတွေဟိုအမိတ်တွေမူဝါဒအပြောင်းလဲတွေအတွက်ကိုတင်နေတဲ့ကိစ္စတွေဒီကာလာထဲမှာသတင်းကောင်းကြမယ်အမိတ်တွေကိုယ့်အနေနဲ့ကိုလိုချင်တဲ့အဖြေမျိုးတွေရရှိမဲ့ကာလာဖြစ်ပါတယ်ငွေချင်းနဲ့ပတ်သက်ရင်တော့ ဘုလိုတောင်းကြီးတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာငွေကြေးဟာပုံမှန်90 90ကောင်းမွန်နေမဲ့ကာလအရင်ဝင်တာမျိုးလည်းမဟုတ်ဘူးလို့လုံးဝမဝင်ပဲရက်တက်နေတာမျိုးလည်းမဟုတ်တဲ့ကာလလို့ပြောလို့ရပါတယ်ပြီးတော့ဘုဒ္ဓဦးသားမီးတွေနဲ့ဒီဘက်တာကာလထဲမှာလူမှုရေးအတိုက်အခံကိစ္စမျိုးရေမရှိဘဲနဲ့အေးအေးညံ့ဖြစ်တဲ့အမဲ့ကာလရှေ့မှာပြောခဲ့သလိုဒီကာလဟာအေးအေးညံ့နဲ့စိတ်နှလုံးအေးညံ့မဲ့ကာလဖြစ်တဲ့အတွက်ကိုယ့်ကိုအတိုက်အခံကိစ္စတွေလည်းလုံးဝမရှိဘဲနဲ့ရှင်းနေနေမဲ့ကာလပါပဲ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဗုဒ္ဓဟူးသားသမီးတွေနဲ့ဒီလိုအပ်တာကာလာတွေမှာခေါင်းကိုက်တဲ့ဝေဟနာလေးတော့ကြီးဆိုင်ပြီးကိုလိုအပ်ပါတယ်။ငရွေသူဗုဒ္ဓဟူးသားသမီးတွေအနေနဲ့အခြေရေးနဲ့ပတ်သက်ရင်ဒီလိုအပ်တာကာလာတွေမှာကိုယ့်ချစ်သူရဲ့ကိုယ့်အပေါ်စီကံတင်းကျပ်လွန်းတဲ့အနေအထားကိုမခံနိုင်တာမျိုးရှင်ကမှအယံဝမုန်းချက်သလိုခံစားရတာမျိုးတွေဖြစ်ပေါ်ရှိပါတ အိမ်အောင်ပဲဘုရိုးတောင်းကြီးရဲ့အနေနဲ့ကဒီဘက်တာကလာတဲ့မှာအိမ်အောင်ကြီးမှာကိုယ့်ရဲ့တဲ့တဲ့မမတ်နဲ့လမ်းကြောင်းကိုပေါ်ဆောင်နိုင်မှုရဲ့ရှောင်းနိုင်မှုရဲ့အဲ့ဒီကိုအကြောင်းပြုပြီးတော့အိမ်အောင်မှာစီးပွားလက်လာပါလိမ့်လက်တိုးတက်ဖို့ရှိတယ်လို့အိမ်အောင်ကြီးကအေဂျင့်တွေကိုရှိရကလာလည်းဖြစ်ပါတယ်။ထီထိုးမယ်ဆိုရင်တော့ဘုရိုးတောင်းကြီးရဲ့အနေနဲ့၄နဲ့၅ကိုပေါအောင်တိုးရပါ။ရေရရာအနေနဲ့သီလရှင်တပါးပါးကိုစွန့်ဆန့်လှူဒန်းပြီးတော့မိမိရဲ့လုပ်ရင်းစံနာတွေကိုဒီလိုနဲ့တောင်းစုပြုပေးပါ ဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိနေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကဘုဒ္ဓဟူသာသမိတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာကျော်ရီသာသမိတွေနဲ့ဒီဝတ္တကာလထဲမှာကြီးစိုးနေတဲ့အာယံနမိတ်ကြတာကအမ်ပရက်လို့ခေါ်တဲ့နမိတ်ကြတာကြီးစိုးနေပါတယ်အမ်ပရက်လို့ခေါ်တဲ့နမိတ်ကြတာကြီးစိုးနေတာဖြစ်တဲ့အတွက်ကျော်ရီသာသမိတွေနဲ့ဒီကာလဟာလုံငန်းစီးပွားနဲ့ပတ်သက်ရင်လည်းအယံကိုတိုးတက်တာလုံငန်းကံကံနေဆိုရင်လည်းအယံကိုတိုးတက်ပြီးတော့ ဓာရုတွေတိုးတာမျိုးအထက်လူကြီးကနေပြီးတော့မျက်နှာကပေးချင်းခံရတာမျိုးတွေဖြစ်ပေါ်ရှိတဲ့ကာလဒီကာလဟာကိုယ့်အတွက်အောင်မြင်တဲ့ကာလလို့ပြောရတယ်။တခုပဲရှိတာကကိုကရှေ့ဝကြီးပဲအရန်အားဆိုင်လုံးအားကြီးတဲ့အခါမှာနောက်ကနေပြီးတော့လစ်ဟာမှုတွေဟာတာတွေအဲ့ဒါမျိုးလေးတော့ဖြစ်ပေါ်ရှိပါတယ်။အဲ့ဒါကိုတော့မိမိအနေနဲ့သတိထားပြီးတော့ဖြတ်သန်းမယ်ဆိုရင်တရားရောက်ရင်တော့ပါဖက်လို့ပြောရတဲ့ကာလပါ။ဒီကာလထဲမှာကျော်လာတဲ့သတိတွေအနေနဲ့သတိပြုရမယ့်အရာက ကိုယ့်စီကိုငွေကြေးတွေဝင်လာတတ်တယ်အဲ့ဝင်လာတဲ့ငွေကြေးထဲမှာပြဿနာပါလာတတ်တယ်အဲ့ဒီပြဿနာကကြီးမားတော့မဟုတ်ဘူးအသေးပွဲအနေနဲ့ပါလာတတ်တဲ့ပြဿနာမျိုးတွေဖြစ်ပေါ်ရှိပါတယ်ငွေဝင်ရန်ကောင်းနေတယ်ဒါပေမဲ့အဲ့ဝင်လာတဲ့ငွေကြေးမှာဆက်မှတ်ကြတဲ့ပြဿနာနဲ့ဆက်ဆိုင်တဲ့ငွေကြေးမျိုးတွေဝင်လာတတ်တဲ့အတွက်အဲ့ဒါကိုတော့သတိပြုဖို့လိုအပ်ပါတယ်ပြီးတော့ဝင်နှန်းတွေအခြေခံပြန်သားတွေနဲ့ရှေ့မှာပြောခဲ့သလိုဇာတိတိုးမယ်ဒီတော့လုပ်ငန်းထဲမှာနေရာကောင်းထားတာကောင်းတဲ့တိုက်တဲ့ဝင်ရရှိလို့နဲ့အထက်လူကြီးတွေရဲ့မျက်နှာတာပြင်ခံရဖို့ရှိတဲ့ကာလဖြစ်ပါတယ် စီးပွားရေးကိုယ်ပိုင်စီးပွားလုပ်ငန်းတွေတူတယ်ဆိုရင်ဒီကလာထဲမှာမိမိရဲ့လုပ်ငန်းမိုင်းဆိုင်ရာနဲ့အရန်ကိုအောင်မြင်မှုကြီးမားမားရရှိမဲ့ကလာဒီကလာထဲမှာပုံမှန်ထက်ကိုလုပ်ငန်းအရန်ကိုနှစ်ဆလောက်ခုံတက်ပြီးတော့တိုးတက်သွားဖို့ရှိတဲ့ကလာလည်းဖြစ်ပါတယ်ပြီးတော့ကြော်ကလေးတာသမီရေနဲ့ဒီဘက်ကကလာထဲမှာလူမျိုးရေးအတိုက်ခိုက်အနည်းငယ်ရှိပါတယ်ဒီကလာထဲမှာလူမျိုးရေးအတိုက်ခိုက်ကကိုကအောင်မြင်မယ်အရန်ကိုရှေ့ဝင်ရောက်တယ်အဲ့ဒါကိုမလိုတဲ့လူမျိုးတွေရှိပါတယ်အဓိကက ကိုယ့်ရဲ့အနီးဝန်းကျင်မှာရှိတဲ့တင်းလာသားသမီးစောက်ကြသားသမီးအဲ့ဒါတွေကိုဂူးပြူလို့လိုအပ်ပါတယ်ပြီးတော့ကျသားလေးသားသမီးတွေနဲ့ကျန်းမာရေးနဲ့ပတ်သက်ရင် one byte နဲ့ပတ်သက်တဲ့ဝင်လာတဲ့ဂူးဆိုင်ပေးဖို့လိုအပ်ပါတယ်နိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေအနေနဲ့ဒီလိုပဲတာကဏ္ဍထဲမှာနိုင်ငံခြားခီးကိစ္စတွေပေါ်ဆောင်တဲ့ကာလလို့ပြောလို့ရပါတယ်မေရသူကြော်ရေးတောင်းမိရဲ့အနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီဘက်ကကာလာထဲမှာကို့အနေနဲ့ဆုံးဖြတ်ချက်တွေပြတ်သားဖို့လိုတဲ့ကာလာ အချိန်လေးနှစ်ခုကြာမှာဒါများဖို့ရှိတဲ့ကာလဖြစ်ပါတယ်။ဒီအနေနဲ့တစ်ခုနဲ့တစ်ခုကြာမှာဘယ်အောင်ရွေးချယ်မှန်းမသိတဲ့နဲ့ဝင်ရောဝါရဖြစ်ရတဲ့စမြတ်ချက်တွေမပြတ်မတားရဖြစ်ရဖို့ရှိတဲ့ကာလဖြစ်ပါတယ်။ဒီမှာတဲတော့ကလမ်းညွှန်ထားတဲ့အရာကအရင်ကလုပ်မှုတဲ့အရာအရင်ကရွေးချယ်မှုတဲ့အရာအဲ့ဒီရှေးထုံးကိုပဲကောင်းတယ်။အဲ့ဒီဘက်ကိုပဲစံဖြတ်ဖို့အဲ့ဒီအောင်ပဲလိုက်နာဖို့တိုက်တွန်းထားပါတယ်။ပြီးတော့အိမ်ောင်တဲ့ကြာသာရေးတောင်းမှုရနေဒီဘက်ကကာလထဲမှာ ဇဝေးကနေပြီးတော့မထင်မှတ်ထားတဲ့မူပြီးမျိုးတွေဝယ်ထားဖို့ရှိတယ်။အဲဒါကိုအကြောင်းပြုပြီးတော့အိမ်ရောက်ရေးမှာကာယကိုတရားနဲ့တရားပြောင်းရှင်ရဖို့ရှိတဲ့ကာလဖြစ်ပါတယ်။ထိထိုးမယ်ဆိုရင်တော့3နဲ့6ကိုပေါအောင်ထိုးပေးပါ။ရေရွာအနေနဲ့အသက်အရွယ်ကြီးရတဲ့သူတို့ကိုတန်ကြီးစေဝါပြုတမ်းပြီးတော့မိမိရဲ့လိုအင်စမ်းတွေကိုလေးလေးနက်နက်တောင်းဆုပြုပေးပါ။ဒါဆိုရင်ကိုယ့်စီကိုကောင်းသောတန်ကြီးရတာရရှိစေမှာဖြစ်ပါတယ်ဗျာ။အခုဟောကြားပေးသွားတာကကျတော်ရေးတာသမီတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာ။ ောက်တာသောမိရနဲ့ဒီဘက်ကကလာနမှာကြီးဆုံးနေတဲ့အာယုံနမိတ်ကပြပါဟမန်နုကောနမိတ်ကပြကြီးဆုံးနေပါဟမန်နုကောနမိတ်ကပြကြီးဆုံးနေတာဖြစ်တဲ့တောက်တာသောမိရနဲ့ဒီကလာတဲ့မှာလုပ်ငန်းတိုင်ငန်းနဲ့ပတ်သက်ရင်ကိုလုပ်တဲ့အရာတွေကအနည်းငယ်တစ်ဆုံနေတဲ့ကာလဒါပေမဲ့တစ်ဆုံနေခြင်းနဲ့အတူတောက်တာသောမိရရဲ့အနေနဲ့တစ်ဖက်လမ်းကနေပြီးတော့ဘာဖြစ်လဲဆိုရင်စဉ်းစားခြင်းတွေရတယ်ဆုံးဖြတ်ဖို့တဲ့အချိန်တွေရတယ်ပြီးတော့မဖြစ်တဲ့အရာတွေကိုတာစီထားတော့ကာစီထားတယ်လို့ဖြစ်စေတယ် ဒီကြော်ထဲမှာတောက်ကြသားသမီးရဲ့အနေနဲ့ပြောတော့ဖွင့်ရင်းထားတဲ့နမိတ်ပုံရဆိုရင်ကို့အနေနဲ့လမ်းမကိုမရောက်အောင်ဆွဲတိုင်ထားခံရခြင်းဆိုတော့နမိတ်ပါပဲကိုကမာယွန်းနဲ့ဆုံးဖြတ်ချက်တွေမချမိအောင်လို့ကိုကိုထိန်းထုတ်ထားတယ်လမ်းတားထားတယ်အဲ့ဒီနမိတ်မျိုးဖြစ်ပါတယ်ပြီးတော့တောက်ကြသားသမီးဝန်ထမ်းတွေအခြေခံပြောင်းသားတွေနဲ့ဒီဘက်ကကာလာထဲမှာလုပ်ငန်းဝင်ထဲမှာမထိမှတ်ထားဘဲနဲ့ငွေကြေးမျိုးတွေဝင်ဖို့ရှိတယ်အဲ့ဒီဝင်တဲ့ငွေကြေးက မိတ်ဆွေအပေါင်းတို့အကြောင်းပြုတဲ့ဝင်နဲ့ငွေချင်းတွေဖြစ်ပေါ်ရှိပါတယ်ပြီးတော့ကိုပိုင်စည်းဝါးလေးလောက်ကန်နေတဲ့သူတွေဆိုရင်ဒီဘက်ကကလာတဲ့မှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာအရင်အားမထည့်ဘဲနဲ့စဉ်းစားရချင်းရင်းနဲ့တွားဖို့လိုတဲ့ကလာဖြစ်ပါတယ်ငွေချင်းနဲ့ပတ်သက်ရင်တောက်ကြတောက်နေတဲ့ဒီဘက်ကကလာတဲ့မှာငွေကအထွက်များနေတတ်တယ်အဲ့ဒီအတွက်ငွေထွက်မဲ့လမ်းကြောင်းတွေကိုဖြစ်နိုင်တယ်ဆိုရင်လုံးဝဆောင်ရှားထားဖို့လိုတယ်မိမိနဲ့မစတင်တိုက်မိဖို့လိုတယ် တွားပြီးတော့အိမ်မှာကပြင်ရလေးတစ်ခုရှိတယ်အဲ့ဒါလေးကိုတွားပြင်လိုက်တယ်အဲ့ဒီပြင်တာကိုအကြောင်းပြုပြီးနောက်တဲ့စင်ကဲစင်ကဲဟိုကလည်းပြင်ရတယ်ဒီကလည်းပြင်ရတယ်ဆိုတော့အတော်မတတ်နိုင်တဲ့အဲ့လိုမျိုးမျိုးဖက်ခြင်းမျိုးတွေဖြစ်တတ်တဲ့ကာလပါပဲပြီးတော့တောက်ကြတောင်းဒီလူမျိုးပေါင်းတဲ့ဆက်ဆံရေးလူမျိုးရဲ့အတိုက်အခိုက်တွေနဲ့ပတ်သက်ရင်ဒီကာလအထဲမှာတောက်ကြတောင်းဒီတွေနဲ့လူမျိုးရဲ့တိုက်ခိုက်မျိုးတွေမရှိပါဘူးတစ်ခုရှိတာကမိမိရဲ့အထင်နဲ့ ဖြစ်နေတဲ့ပြဿနာမျိုးတွေတော့ရှိပါတယ်အဲ့ဒီအထင်ကမိမိစီကနေစတင်တာဖြစ်တဲ့အတွက်အဲ့ဒီအထင်ကိုကိုယ်တိုင်ဖျက်ပြလိုက်မယ်ဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ပြီးတော့တောက်ကြသောမိမိအနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်ဒီကလာထဲမှာသိုးပေါင်ကြတဲ့ဝေဒနာမျိုးတွေကိစ္စပေးဖို့လိုအပ်ပါတယ်ငယ်ရွယ်သူတောက်ကြသောမိမိရဲ့အနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီကလာကစိတ်နှလုံးပြင်ပန်းရတဲ့ကာလကိုချစ်သူကိုစိတ်မချနိုင်ဖြစ်တဲ့တံတရားတွေဖြစ်ရတဲ့သူ့ရဲ့အပြစ်မှုတွေတံတရားဖြစ်စရာတွေဖြစ်နေတယ်အဲ့ဒီလိုမျိုးစိတ်မချနိုင်ဖြစ်ခြင်းမျိုးတွေနဲ့ပဲ ဖြတ်တန်းနေရတဲ့ကာလဖြစ်ပါတယ်။အိမ်အောင်တဲ့တောက်ကြသားသမီးတွေနေနေတဲ့ဒီကဘတာကာလထဲမှာအိမ်အောင်ကြီးမှာတန်လျောက်အကြောင်းပြုပြီးတော့မုန်းကျက်တဲ့ပြဿနာကြီးဖြစ်နေပြည်နယ်ပြောက်မဲရန်ကြောက်ကစားလေးဖြစ်နေတဲ့ကာလဖြစ်ပါတယ်။ထီထိုးမယ်ဆိုရင်တောက်ကြသားသမီးတွေနဲ့ရှစ်နဲ့တုံညာကိုပေါအောင်ထိုးပေးပါ။ရေရအနေနဲ့ကတော့ကိုယ့်ရဲ့မိဘမိဘကဲရောပုံကိုအတဲ့ရဲ့ကြီးရဲ့မိဘရဲ့ရှိတော်သူအဲ့ဒီလူတုံးကို မဘဲတည်သာတမန်ကိုကျင်းရဒါနာပြုပြီးတော့မိမိရဲ့လူရင်းစံအတွေကိုဒီနေ့နဲ့တောင်းဆိုပြုလို့ပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရှိနေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပြီးတော့တာကတောက်ကြသားမိရဲ့အတွက်ဖြစ်ပါတယ်ဗျာဟောလမ်းစီစဉ်နေမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုတခုပြောပြချင်တာကကျွန်တော်ဒီမှာပြိဿာပြင်ဟောဆံမေးမြန်းနေတာတွေတချို့ကကြတော့တီးနှံ့ မိကွန်းတွေလှမ်းပြီးတော့မင်းမြန်ကျင်တာမျိုးတွေပြီးတော့စီရီတွေပြုလုပ်ကျင်တာတွေအခြေအတွက်အစီရင်အိမ်တော်ရေးအတွက်အစီရင်အရောင်းထွက်ကျင်တယ်ကားရောင်းထွက်ကျင်တယ်မိမိရဲ့လုပ်ငန်းစီးပွားတွေပြုတ်သက်ကျင်တယ်ကိုထောင်ထားတဲ့ကုမ္ပဏီတွေအောင်မြင်ကျင်တယ်အဲ့ဒီလိုမျိုးအစီရင်တွေပြုလုပ်ကျင်တဲ့မိတ်ဆွေတွေဟောစာနေမင်းမြန်ကျင်တဲ့မိတ်ဆွေတွေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်396 26 3 4လုံး133ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Fiber မှာလာရောက်ဆက်သွယ်မင်းမြန်ဆောင်ရနိုင်ပါတယ် ဖေတော်စနေတိုင်းညရဲ့အတွက်တပတ်တာပြည့်စုံတဲ့ကံဒီမှာဆောင်းရံဆောင်းရံတွေကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်ဗျာစနေတိုင်းညနေဒီရတာကလာနေမှာပြည့်စုံမဲ့ကံဒီမှာကချဲရော့ကလို့ခေါ်တဲ့နမိတ်ကတာကြာနေပါတယ်အဲ့ဒီနမိတ်ကတာကြာနေတာဖြစ်တဲ့အတွက်စနေတိုင်းညနေဒီရတာကလာထဲမှာမိမိအနေနဲ့ကိုယ့်ရဲ့စိတ်ပါပါအရေးကြီးတဲ့ကာလ ဒီရလာဟာမိမိရဲ့စိတ်ထဲမှာစိတ်စွမ်းရင်နဲ့ပတ်သက်ပြီးတော့အဲ့ဒီရဲ့ကိုယ့်ရဲ့စိတ်အင်အားစိတ်ဓာတ်အင်အားဘယ်တော့ဒီခိုင်မာတယ်ဘယ်တော့ဒီအဲ့ဒီအင်အားနဲ့ပတ်သက်ရင်ကြီးမာတယ်ဆိုရဲအရာပေါ်မူတည်ပြီးတော့အောင်မြင်ခြင်းတွေအတိအပြည့်ခံစားရတာမျိုးတွေလုပ်ငန်းနဲ့တိုးတက်တာတွေကအဲ့ဒါကိုအဓိကအခြေခံရဲ့ကာလဖြစ်ပါတယ်ပြီးတော့စနေသောင်းကြီးဝန်ထမ်းတွေအခြေခံလျှောင်းရတဲ့အနေနဲ့ဒီဘက်ကကာလထဲမှာလုပ်ငန်းဌာနတွေအကြောင်းတွေဖြစ်တတ်တယ်အကြောင်းရှိတွေဖြစ်တတ်တယ်နေတွေကိုသွားပြီးတော့လုပ်ငန်းဆောင်ရတာမျိုးတွေ လုပ်ငန်းကိုကြောင်းတက်ပြီးတော့ကင်တယ်ရတာတွေဖြစ်ဖို့ရှိတယ်အဲ့ဒီကင်တယ်ရခြင်းတွေကအကောင်းဇက်လက်မျိုးတွေရဖို့ရှိပါတယ်အပြည့်ကမိမိကနေပြီးတော့ဒါကိုငါလုပ်နိုင်တယ်ဒါဟိုကငါဖြတ်တန်းနိုင်တယ်ကျော်ဖြတ်နိုင်တယ်ဆိုတော့အဲ့ဒီလိုစိတ်မျိုးနဲ့ဖြတ်တန်းဖို့ကအဓိကကြပါတယ်ပြီးတော့စနေသားမိရင်ဒီဘက်ကကာလာထဲမှာခီးကိစ္စမျိုးတွေလည်းတွားဖို့ရှိတဲ့ကာလာဖြစ်ပါတယ်အပြည့်က cherry ရဲ့နမိတ်ကဖြစ်တဲ့အတွက်ခီးလမ်းမျိုးတွေတွားတတ်တယ်အဲ့တွားမဲ့ခီးကဆက်မှာကြတဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အရာမျိုးတွေစိတ်ပိုင်းပိုင်းဆိုင်ရာ ျော်မှုစရာတွေစိတ်နဲ့ပတ်သက်ပြီးတော့အဓိကကိုယ်ကိုယ်ရလက်ဖြစ်စေတာမျိုးတွေအဲ့ဒါမျိုးတွေကိုအဓိကရည်ရွယ်တဲ့ခရီးလမ်းမျိုးတွေဖြစ်နေတတ်ပါတယ်ပြီးတော့စနေသားမီးစီးပွားရေးနဲ့ပတ်သက်ရင်ဒီဘက်ကကာလာထဲမှာကိုပိုင်စီးပွားရေးလုပ်ကင်ရဲ့သူတွေအနေနဲ့ဆုံးဖြတ်ချက်တွေကိုရေးပြင်းနေတဲ့ဘေးရင်းဆုံးဖြတ်ဖို့လိုအပ်တဲ့ကာလာပါပဲငွေကြေးနဲ့ပတ်သက်ရင်စနေသားမီးနဲ့ဒီဘက်ကကာလာထဲမှာငွေဝင်ဖို့ရှိတယ်လို့ပြန်လည်ပြီးတော့ထွက်ဖို့လည်းရှိတဲ့ကာလာပါပဲပြန်ထွက်ချင်းတာ ူးနေနဲ့မဖြစ်မနေထွက်ရတဲ့အကြောင်းအရာမျိုးတွေနဲ့ထွက်ရတဲ့ဖြစ်ချင်းမျိုးတွေဖြစ်တတ်ပါတယ်နိုင်ငံရေးစားတွန်းတယ်လို့ကြံထားတဲ့သူတွေနဲ့ဒီကလာမှာနိုင်ငံရေးကီးကိစ္စတွေအများဆုံးစတင်ဖို့လိုအပ်ပါတယ်။ဒီကလာထဲမှာစတင်ခြင်းကနိုင်ငံရေးချမ်းတဲ့ပတ်သက်ရင်ကိုယ့်ကိုယ်အထောက်ပံ့ကောင်းနေဖြစ်စေမယ်။အမှကြောင်းတော့တက်မယ်။အဲ့ဒီကြောင်းတော့တက်ဖို့အတွက်အဆက်အသွယ်တွေအချိန်ဆက်တွေဒီကလာထဲမှာမြင့်နေဖို့မဲ့ကာလလို့ပြောလို့ရပါတယ်။ဒီရန်ကိုအရင်ကစရင်အစဉ်ချုံးနေနေမဲ့ကာလပါပဲ။ ကိုစနေတိုင်းမျိုးရနေနဲ့ကိုရဲ့ပဝင်ရမှာလူမျိုးရေးအတိုက်ခိုက်တဲ့ပတ်တိုင်ဒီကာလမှာအတိုက်ခိုက်အနေငယ်ရှိပါတယ်ကိုကိုမလိုတဲ့သူတွေကြီးမြတ်တဲ့သူမျိုးတွေရဲ့အတိုက်ခိုက်မှုကိုအနေငယ်ခံရဖို့ရှိတဲ့ကာလပါဒါပေမဲ့ကြီးမြတ်မှာတိုက်ခိုက်ခံရသူမျိုးတော့မဟုတ်ပါဘူးကျမ်းမာရေးနဲ့ပတ်သက်ရင်စနေတိုင်းမျိုးရနေနဲ့ကိုလက်နာကျင်တိုက်ခိုက်တဲ့ဝင်ကလေးတွေကင်းဆက်ပေးဖို့လိုအပ်ပါတယ်မျိုးရေးသူစနေတိုင်းမျိုးရနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီကရတ္တကာလထဲမှာကိုချစ်သူနဲ့ကိုနဲ့ကြမှာလူကြီးမိသားတွေ ဇာဝီပတ်သက်လာတာမျိုးကြောင့်အနည်းငယ်အဆင်မပြေဖြစ်ရဖို့ရှိပါတယ်။အိမ်ဆောင်တဲ့စနေတောင်းမိရယ်တွေနဲ့ဒီတစ်ပတ်ကာလထဲမှာမိဘမောင်မွားတွေလူကြီးမိဘတွေကိုအကြောင်းပြုပြီးတော့ပျော်စရာတွေဖြစ်ဖို့ရှိသလိုဒီကာလထဲမှာလူကြီးမိဘတွေကိုမိမိတို့အနေနဲ့ငွေကြေးလက်ဆောင်ပေးဖြစ်တာမျိုးတွေပူတန်းဖြစ်တာတွေတော်ဖြစ်တာတွေအဲ့လိုမျိုးတွေကိုအကြောင်းပြုပြီးတော့မိသားစုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်။ဒီလိုမယ်ဆိုရင်တော့စနေတောင်းမိတွေနဲ့ငားနဲ့ခုန်ဖို့ပေါအောင်ထိုးရပါ ဝေရယာအနေနဲ့ကတော့ဘာသာရေးစာအုပ်တအုပ်ကိုမိမိမိစရာမိစေတရားကိုထူထမ်းပြီးတော့ကိုယ့်ရဲ့လုပ်ရင်းစရာတွေကိုဒေရင်းနဲ့တောင်းစုပြုလို့ပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောတန်တရားတွေကရရှိတင်မှာဖြစ်ပါတယ်ဗျာအဘောဇာပြီးတော့တာကစနေသားမိရဲ့အတွက်ဖြစ်ပါတယ်ဗျာ